ရန်သူတော်စင်တစ်ပါးနဲ့တွေ့ပြီးဘဝအတွက်တန်ဖိုးမပြတ်နိုင်တဲ့သင်္ကန်းစာကောင်းတစ်ခုကိုရရှိသွားတဲ့တကုတ်တယောက်အကြောင်းကိုပြောပြပေးခြင်းပါတယ်ဘဝအတွက်တန်ဖိုးမပြတ်နိုင်တဲ့သင်္ကန်းစာတစ်ခုဖြစ်တာကြောင့်အဆုံးထိကြည့်ပေးကြဖို့အကြံပြုတိုက်တွန်းခြင်းပါတယ်ခင်ဗျာယေရှုတင်ပါတယ်တစ်ခါတော့ကတောအုပ်တစ်ခုမှာတပါးတဲ့သတင်းသုံးနေထိုင်တဲ့ယဟန်သူတော်စင်တစ်ပါးရှိပါတယ်တရက်ရောက်တော့ ယဟန်သူတော်စင်ထံကိုရည်ရင်လွှားရင်းနဲ့ဒုက္ခရောက်လာတဲ့အကိုတယောက်ရောက်လာပါတယ်အကိုကယဟန်ကိုမြင်တော့ယဟန်ရဲ့တည်ငြိမ်တဲ့အနေထားတင့်တယ်တဲ့ရုပ်စင်းကိုကြည့်ပြီးဤမြချုံးမောတဲ့ဒုတိယကဘာကြောင့်ယတိယဟန်ပြုပြီးတောထဲမှာတဘာတဲ့ဆင်းရဲစွာကြင်ကြံနေထိုင်ရတလဲလို့စဉ်းစားတွေးတောမိပါတယ်အဲ့ဒီချိန်မှာပဲယဟန်တော်က ဘယ်ကလာတယ်လဲတကားကြီးလို့မေးလိုက်ပါတယ်။အခုကတပြိတော်အရှင်ဖျားကိုမလိန်ဝင်ပါဘူးဗျာ။အမှန်ကိုလျှောက်တင်မှမယ်ဗျာ။တပြိတော်ဟာအခိုးတယောက်ဖြစ်ပါတယ်ဗျာ။ဒုက္ခရောက်ပြီးပြင်းရင်လွှမ်းရင်နဲ့အရှင်ရဲ့အကြောင်းကိုရောက်လာပါတယ်ဗျာလို့လျှောက်တင်လိုက်ပါတယ်။အခိုးရဲ့အဖြေကိုကြားတော့ယဟန်တော်ကဘုရားကိုအလုတ်တစ်ခုလို့လုံနေတာလားလို့ မေးလိုက်ပါတယ်အဖိုးကမှန်ပါတယ်ဗျာပြီးတော့ဟာသူတော်ပစ္စည်းကိုယူခြင်းကလွယ်ပြီးအခြားအလုပ်တစ်ခုကိုမှမလုပ်တတ်ပါဘူးဗျာအခုလိုသူတော်ကောင်းအနေနဲ့ဆုံးတွေ့ရတဲ့အခါတိုင်းသူတော်ပစ္စည်းကိုမကိုယူကြဖို့ရောစုဆုံးမှကြပါတယ်ဗျာသို့တော်လည်းတပည့်တော်ဟာအခိုးမျိုးရိုးကနေစဉ်တလာပြီးသူတော်ပစ္စည်းကိုယူခြင်းမှာတာယာနေပါပြီဗျာတက်တက်နေပါပြီဗျာ ူတို့ကပစ္စည်းခွေယူခြင်းမှချောင်းကျင်ဖို့သူဆုံးမစကားတွေကိုလည်းနားယူဝနေပါပြီ။ရလို့တုံတုံရင်ရင်နဲ့ချောက်တင်ပါတယ်။အဲ့ဒီခါမှာတော့ယတိသူတော်စင်ကဒကာကြီးဒကာကြီးကြည်ရတာကြောက်နေတယ်လို့ပဲ။ဘာကိုကြောက်နေပါသလဲ။ယဟန်ကတင့်ကိုဘုသူလို့ပြောမှာကိုသိုးရင်နေပါသလားလို့မေးလိုက်ပါတယ်။အခုကလည်း ယဟန်ကိုမော့ကြည့်လိုက်ပြီးပြီးတော့အဖိုးတယောက်ဖြစ်နေတာကြောင့်သူတော်စင်နေနဲ့တွေ့တဲ့အခါမှာကြောက်ရွံ့စိုးရိမ်မိပါတဲ့အရှင်ဖျားလို့ပြန်လဲလျှောက်တင်ပါတယ်ယဟန်ကလည်းဘလို့ဖြစ်ရတာလဲတခါကြီးလို့နေလိုက်ပါတယ်အဲ့ဒီအခါမှာအခိုးဟာသူတော်ကောင်းနေနဲ့တွေ့တဲ့အခါမှာအပြည့်တော်ကိုတွေ့တိုင်းသူတော်ဘာပစ္စည်းကိုမခိုးယူတင်ကြောင်းအဋ္ဌိဏဒါနာကံရဲ့အပြစ်ကြီးပုံတွေရဲ့အကြောင်းကိုပြောဆိုဆုံးမလို့ရှိတာကြောင့်တပည့်တော်ဟာ သူတော်ကောင်းသူတော်စင်တွေနဲ့ပြည့်စုံရတဲ့အခါမှာကြောက်ရွံ့မိပါတယ်ဗျာလို့ဖြောက်တင်ပါတယ်။ယဟန်ကအခိုးကိုကြည့်ပြီးဘယုနာတက်စွာပြုံးလိုက်ပြီးအင်းအခိုးလှုပ်ဆိုတာကခြေကြဆုံးလှုပ်ပဲ။ဒါကြီးကိုးထားကိုမကိုးနဲ့လို့မတားလို့တော့ပါဘူးလို့ပြန်မိတ်ပါတယ်။ယဟန်တော်ရဲ့စကားကိုကြားရတော့အခိုးကအာသက်ပြောရှင်သွားပြီးတပည့်တော်ဟာ မခိုးနဲ့လို့ပြောဆိုဆုံးမတဲ့သူတော်စင်သူတော်ကောင်းတွေနဲ့ပဲကြုံတွေ့ကြရပါလေခဗျာရှင်ဖျားကတော့ထူးထူးခြားခြားအပြည့်တော်ကိုမခိုးနဲ့လို့မဆုံးမတဲ့တူရတော်သူတော်ကောင်းတယောက်ဖြစ်ပါတယ်ဗျာလို့ခြောက်တင်ပါတယ်ပြီးတော့အရှင်ဖျားအပေါ်မှာညီညွတ်လေးစားမိပါတယ်ဗျာပြီးတော့ကို အရှင်ဖျားရဲ့တပည့်တူအနေနဲ့လက်ခံပေးပါဗျာလို့ခြောက်တင်ပါတယ်ယဟန်ကလည်းတခိုးကို သူ့ရဲ့တပည့်အဖြစ်နဲ့လက်ခံလိုက်ပါတယ်။အပြီးတော့ယဟန်တော်ကသူ့တကားကြီးကယဟန်ရဲ့တပည့်ဖြစ်သွားပြီ။တကားကြီးကျိုင်းတဲ့တတာကိုတကားကြီးလုံနိုင်ပါတယ်လို့မိန့်ပါတယ်။ယဟန်ကဆက်ပြီးတော့မှခုတော့ရှိတဲ့တကားကြီးတကားကြီးကယဟန်ရဲ့တပည့်ဖြစ်သွားပြီဆိုတော့တကားကြီးတအင်းကိုဝင်ခိုးတော့မယ်ဆိုရင် အိမ်ထဲကိုရောက်ပြီးအခုခုကိုယူတော့မယ်ကြံရင် အာယဟံကိုအတိမရဖြစ်ပါစေနဲ့လို့မိန့်လိုက်ပါတယ်။အဲ့ဒီအခါမှာတပိုးကဘာဖြစ်လို့လဲဗျာ။ဘာကြောင့်တတိမရတင်တာလဲဗျာလို့ပြောပါတယ်။ယဟန်တော်ကအာယဟံကသူတော်ကောင်းတရားကိုပြင့်ကြံအားထုတ်နေတဲ့သူဖြစ်တယ်။အာယဟံရဲ့တပည့်ဖြစ်တဲ့တကားကြီးကတော့တကိုးတယောက်ဖြစ်တယ်။ဒါကြောင့်ဒီတစ်ပါးပစ္စည်းကိုခိုးယူဖို့ကြံနေတဲ့အချိန်မှာအာယဟံကိုတတိမရသိကျင်တာပါလို့ ြန်မိတ်ပါတယ်အဲ့ဒီခါမှာအကိုကမှန်ပါရှင်ဗျာတပည့်တော်သူတစ်ပါးပစ္စည်းကိုခိုးယူဖို့ကြံမိတဲ့အခါတိုင်းရှင်ဖျားကိုတတိမြတ်မိအောင်ကြိုးစားဆင်ခြင်မှမယ်ဗျာတပည့်တော်ကိုဝကြည့်ဝင့်ွယ်ပြုစုခွင့်ပေးပါဗျာလို့ဖြောက်တင်ပါတယ်ရန်တော်ကလည်းကောင်းမီတကာကြီးလို့ဆိုပြီးဆက်လက်တရားအားထုတ်နေထိုင်ခဲ့ပါတယ်ဘိုးကလည်းရဟန်းတော်ရဲ့ကြောင်းတင်ခန်းမှာပဲ ဆက်လက်နေထိုင်ခဲ့ပါတယ်။တရက်ရောက်လာတဲ့အခါမှာတော့သခိုးကသူ့ရဲ့ပင်ကိုဗီဇအတိုင်းပဲခိုးကျင်တဲ့စိတ်ဆန္ဒဖြစ်လာပါတယ်။မခိုးရမနေနိုင်ဖြစ်လာတာကြောင့်သခိုးကိုခိုးယူဖို့ထွက်လာခဲ့ပါတော့တယ်။နန်းတဲ့အာယုံတက်မိုးလင်းကန်ဒီမှာကျောင်းထဲကိုပြန်ဝင်လာခဲ့ပါတယ်။ရန်တော်ကကျောင်းဝင်းအတွင်းမှာလျှင်လဲတန်ရှင်းရေးလုပ်နေကြဖြစ်ပါတယ်။ဒဟန်းက ကားကြီးပြန်လာပြီလားသွားပြစ်ခိုးခဲ့ပြီလားဘာပစ္စည်းခိုးယူရရှိခဲ့တယ်လဲလို့နေပါတယ်အဲ့ဒီကမှအခုကမှန်ပါဗျာသွားခိုးတာပါဗျာရတော့ရခဲ့ပါတယ်ဗျာဒါပေမဲ့ပြီးတော့မอยู่ခဲ့ပါဘူးဗျာလို့ပြန်လျှောက်ပါတယ်ရန်တော်ကတဲ့ထူးဆန်းပါလားဘာကြောင့်မြူခဲ့တာလဲလို့နေမြန်ပါတယ်ခုနကတကူကဆက်ပြီးတော့မှ ။ပြီးတော့ညကဘရင်ရဲ့ဗန္နာတိုက်ကိုဖောက်ပါတယ်ဗျာ။ဗန္နာတိုက်တဲ့ကိုအောင်မြင်စွာဝင်နိုင်ခဲ့ပါတယ်ဗျာ။ဒါပေမဲ့အရှင်ဘုရားမှာထားတဲ့စကားသူတစ်ပါးပစ္စည်းကိုခိုးယူမဲ့ကြံတိုင်းဆရာရဟန်းကိုသတိမရစေနဲ့ဆိုတဲ့သုံးမှာစကားကိုပထမဆုံးနားထဲမှာကြားရောင်လာပါတယ်ဗျာ။ပြီးတော့အရှင်ဘုရားရဲ့မျက်နှာတော်ကိုညင်မိပါတယ်ဗျာ။အဲ့ဒီမှာဒုက္ခရောက်တော့တာပါပဲဗျာ။ ရှင်ဖျားကိုသတိရလိုက်တော့လက်ထဲမှာကင်ထိုင်းတဲ့စိန်တုံးကြီးကကြောက်ခဲတုံးကြီးလိုဖြစ်သွားရောခရဗရမ ्या ကြီးကိုလမ်းယူလိုက်ပြန်တော့လဲအရှင်ဖျားမျက်နှာတော်ကိုမြင်လိုက်မိတာနဲ့ဖြတ်ချင်းကြီးဆိုင်ခဲကြီးဖြစ်သွားပြန်ပါတယ်ခရအရှင်ဖျားကိုမမေ့နိုင်တာကြောင့်ဗန္နာတိုက်တဲကဘာပစ္စည်းတွေကိုပဲကြည့်ကြည့်တန်ဖိုးမရှိတာတွေဖြစ်နေပါတယ်ခရလို့ပြန်လဲခြောက်တင်လိုက်ပါတယ်ရန်တော်ကလည်းကောင်းပြီတခါကြီး နောက်တစ်ချိန်ဖို့ဖို့ကြံရင်လဲငါယဟန်ရဲ့အဆုံးအမကိုမမေ့ပါနဲ့လို့မိတ်လိုက်ပါတယ်။အခုကထပ်ပြီးတော့မှတပည့်တော်ရတော့ရခဲ့ပါတယ်ခဗျာ။ဒါပေမဲ့မယူထိုက်ဘူးဆိုတာကိုသိသွားပါပြီ။သူတော်ကောင်းအောင်မြင်သူတော်ကောင်းစိတ်မွေးလိုက်နိုင်ပြီးတပည့်တော်ရဲ့ရှေ့မှာမပစ္စည်းတွေကိုပဲတွေ့ရတွေ့ရကိုရထိုင်မှရတယ်ဆိုတာကိုကောင်းစွာသိမြင်သွားပါပြီခဗျာ။တပည့်တော်ကို ပြည့်ဖြစ်လက်ခံပြီးအရာရာအောင်လမ်းပြပေးတော်မူပါဗျာလို့၆တင်လိုက်ပါတယ်။အကြောင်းအရာလေးကတော့ဒါပါပဲ။ခုဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတို့လည်းသူတော်ကောင်းတွေနဲ့တွေ့ပြီးဘဝအတွက်သင်ခန်းစာကောင်းတွေရရှိနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။